ကောင်းလီတောက်ကသူစင်ကြီးရဲ့အကောင်ကိုသွားပြီးတော့ဖွင့်ကြီးလိုက်တဲ့အခါမှာ၁၀နှစ်လောက်ဆုံးသွားခဲ့တဲ့ဇနီးကအသက်ရှင်နေတဲ့အတိုင်းပါပဲ။နောက်ပြီးတော့အကောင်ထဲမှာကလေးတောက်ကိုမွေးထားတာဖြစ်ပြီးကောင်းလီကကလေးကိုသွားပြီးတော့ယူတဲ့အခါမှာတော့သူမိန်းမရဲ့အလောင်းကကလေးကိုခတင်းတင်းလေးပွေ့ဖက်ထားပါတယ်။ကောင်းလီကအာရင်ဘလောက်ပဲတုံတုံလုံးဝမလွတ်ဘဲနဲ့ကောင်းလီဟာသူ့ကိုကလေးကိုကြီးလာခဲ့တဲ့အထိကောင်းကောင်းလေးဆောင်းရှောက်ပေးမယ်လို့ပြောလိုက်တော့မှလက်ကနေလွတ်သွားခဲ့တာပါ။ကောင်းလီကစိတ်လို့ရှားသွားနေပဲကလေးကိုပွေ့ထားခဲ့ပြီးသူ့ရဲ့ဇနီးကအလောင်းကမျက်ရည်တွေကျလာခဲ့ပါတယ်။ အဲ့ဒီလောင်းကိုကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ဘေးကဆံမျိုးပကံကိုမှတ်မိသွားခဲ့ပြီးဒါဟာညာတိုင်းသူတို့ရဲ့အိမ်မှာဆံမျိုးလာဝဲတဲ့ကောင်းမလေးမဟုတ်လားပေါ့လုံခဲ့တဲ့၃ရက်ရဲ့မနေ့၃နိုင်မှာအဖိုးဟာထပြီးတော့ဆံမျိုးရောင်းဖို့အတွက်ချက်ပြုတ်နေတယ်လို့အဲ့ဒီကောင်မလေးကသူတို့ဆန်ရှင်မှာရုတ်တရက်ပေါ်လာပြီးတော့ဆံမျိုးဝယ်မယ်လို့ပြောပါတယ်သူကအရန်ကိုစော်တယ်ဆံမဖွင့်သေးဘူးလို့ပြောပေမဲ့ကောင်မလေးကတော့ကလေးလေးအရန်ကိုပိုက်စားနေပြီဆိုပြီးတော့ဝယ်ဖို့အတွက်တောင်းဆိုနေတာဖြစ်ပါတယ်သဘောကောင်းလာတဲ့တတိကလည်းကောင်မလေးကိုတပွဲရောင်းချပေးလိုက်ပါတယ်ကောင်မလေးထွက်သွားတော့ကိုတွေတော့တတိကစိတ်ပူနေပါတယ် အဲ့လိုချိန်မှာကောင်မလေးတယောက်တည်းသွားလာတာမလုံခြုံဘူးပေါ့ဒီကောင်မအဖွားကထလာခဲ့ပြီးတော့ဘသူကအဲ့လောက်စောစောလာဝယ်တယ်လို့မေးတဲ့အခါမှာအဖိုးကြီးကအဲ့တဲ့တယောက်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်သူတို့လည်းအတွေ့အထိများမနေပဲနဲ့ဆိုင်စားဖွင့်နေပြီးနောက်နေ့အဖွားစင်းစစ်တဲ့အခါမှာတော့ကြောက်ခဲတလုံးတွေ့လိုက်ရပါတယ်အဖိုးကြီးကပစံတွေကိုယူကြည့်တဲ့အချိန်မှာကောင်းကောင်းမကြည့်ဘူးဆိုပြီးတော့ပြောနေသလိုအဖိုးကြီးကလည်းမင်းညာကအရန်ကိုမှောင်နေတာကြောင့်ကောင်းကောင်းမတွေ့တာနေမှာဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်အဖိုးကြီးကလည်းအဖိုးကိုနောက်တစ်ခါဂယူဆိုင်ဖို့ပြောပြီးတော့အပြင်ကိုထွက်ပြီးတော့ဈေးသွားဝေးပါတယ် လမ်းမအိန္ဒိယနှစ်ယောက်ကိုတွေ့တဲ့အခါမှာတော့အတင်းတုံနေပြီးဘယ်အချင်းမကောင်းတဲ့လူလည်းမသိပါဘူးစံမျိုးလေးဝယ်တော့ကိုပုဇံအစားကြောက်ခဲသွုံးပြီးတော့ဝယ်လာတယ်ဆိုပြီးတော့ညှိပြလိုက်ပါတယ်ဒါပေမဲ့အိန္ဒိယနှစ်ယောက်ကစံမျိုးဝယ်လာတာဒီဘက်ဝန်းကျင်ကလူပဲအဲ့လိုမလုပ်တော့ဘူးတဲ့နင်တို့ကညစ်ပတ်တာတစ်ခုနဲ့တွေ့တာလည်းဖြစ်နိုင်တယ်ဆိုပြီးတော့သူ့ကိုပြန်ပြောပါတယ်အဖွားကလည်းအဲ့ဒီလိုကြားလိုက်တဲ့အခါမှာလမ်းပြန်သွားခဲ့ပြီးသူ့ကိုကူးဆဲဖို့အတွက်အိန္ဒိယနှစ်ယောက်ကတတိပေးလိုက်ပါတယ်သတိပေးပြီးတော့ကြောက်လို့ထပြေးသွားကြတယ်လို့နောက်နေတူနေတဲ့အချိန်မှာကော်မလီကထပ်ပြီးတော့ရောက်လာခဲ့ပါတယ် သူရဲ့ကလေးကပိုက်စားနေတယ်ဆိုပြီးတော့လာဝဲတာဖြစ်တယ်လို့အဖိုးကြီးကလည်းလက်တွေတုံနေပြီးတော့ဆံမြုပ်ကိုပေးလိုက်ပါတယ်ဒီကမှာတော့အဖိုးကြီးကပတ်စံကိုတေးချစစ်ပြီးတော့မှတင်းနေပြီးကောင်မလေးရဲ့အရေးကိုကြည့်ပြီးတော့အဖိုးကြီးနဲ့အဖွားကြီးတို့နှစ်ယောက်လိုက်သွားခဲ့ပါတယ်ကောင်မလေးကတင်းကျန်တစ်ခုကိုရောက်သွားတဲ့အခါမှာပျောက်ကွယ်သွားခဲ့ပြီးအဲ့ဒီချိန်မှာတင်းကျန်ကုန်းကနေကလေးငုံတန်ကြားလိုက်ရပါတယ်အဖိုးကြီးနဲ့အဖွားကြီးကလက်ပြီးတော့ထပြေးသွားကြသလိုမိုးလင်းပြီးတော့ပတ်စံဆဲတဲ့အခါမှာတော့ကြောက်ခဲကိုထပ်ပြီးတော့တွေးရပြန်ပါတယ်အဲ့ဒါကိုကြည့်ပြီးတော့မှအဖိုးကြီးအဖွားကြီးတို့ဟာအရန်ကိုကြောက်နေခဲ့ပြီး တပတ်မှာတော့ကောင်လီကဆုံးသွားတဲ့မိမကိုအိမ်မက်မနေတာပါသူ့ရဲ့မိမကကလေးကိုပွေပြီးတော့သူ့ရဲ့အနောက်ကိုရောက်လာပါတယ်နောက်နေ့မှာတော့အဖိုးနဲ့အဖွားတို့ကတရားရုံးမှာသွားတိုင်ပါတယ်တရားသူကြီးကတော့အဲ့လိုထူးဆန်းတဲ့အကြောင်းလေးကိုယုံကြည်မှုမရှိပေမဲ့လေအဖိုးနဲ့အဖွားကိုကြည့်ပြီးတော့အဲ့ဒီတင်ကျန်ရဲ့တက်ဆိုင်ရာမိသားစုကိုခေါ်လိုက်ပါတယ်အဲ့ဒီအကြောင်းကိုနားထောင်ပြီးတဲ့အခါမှာတော့ကောင်လီကလမ်းပြန်သွားရပြီးသူ့ရဲ့အိမ်မက်ကိုလည်းတရိရပြီးတော့သူနိုးလာတဲ့ချိန်မှာတော့အများကြီးမတွေ့တော့ပါဘူးအခုဖြစ်ပျက်နေတဲ့အကြောင်းအရာနဲ့ဆက်ဆက်နေတော့တခုခုဖြစ်နေမယ်လို့ထင်ပါတယ် ဒါကြောင့်တရားရုံးကိုလိုက်သွားပြီးတော့အကောင့်ပြန်ဖွင့်ဖို့အတွက်သဘောတူလိုက်ပါတယ်။လွန်ခဲ့တဲ့ဆယ်နှစ်မှာသူတို့လင်မယားမျိုးကအရန်ကိုချေကြပြီးတနေ့မှာတော့သူ့ရဲ့မိမကယောဂါရပြီးတော့ဆုံးသွားခဲ့တာဖြစ်ပါတယ်။အကောင့်ကိုပြန်ဖွင့်ကြည့်လိုက်တော့ကလေးလေးမွေးထားတာကိုမထင်မှတ်ပဲတွေ့ရပြီးကောင်လေးကကလေးလေးကိုဖတ်ပြီးငုံနေတော့သူ့ရဲ့ကလေးကအကယ်ခံရပြီဆိုတော့အကောင့်ထဲမှာရှိတဲ့ကောင်မလေးကလည်းဝမ်းသာပြီးတော့မျက်ရည်ကျလာခဲ့တာပါ။အဲဒီညမှာကောင်လေးဟာသူ့ရဲ့ကလေးကိုအိပ်ပျော်သွားအောင်ချက်ပြီးတော့တိတ်တဲ့အချိန်မှာသူ့ရဲ့မိမကထပ်ပြီးတော့ပေါ်လာပါတယ်။ သူတို့ရဲ့ကလေးကိုကောင်းကောင်းလေးပြုစုဖို့တဲ့တရားမှနေပြီးနောက်ဘဝမှာလည်းအတူတူလက်ထက်မယ်လို့ပြောပါတယ်ပြောပြီးတာနဲ့ပျောက်ဆုံးသွားခဲ့သလိုကလေးကြီးလာတဲ့ချိန်မှာတော့နေမျက်စိရှိတာကြောင့်အမှုခင်းဒီမှာအများကြီးကူညီပြီးတော့မှနေမျက်ကြီးတဲ့အမျိုးသမီးတယောက်ဖြစ်သွားခဲ့ပါတယ်